ဟိုးရှိရှိရောကတသွင်းသွင်းစီးစင်းနေတဲ့မိကန်တပြေးမှာကြီးမားလာတဲ့ဝတ္တချပင်ကြီးတပင်ရှိတယ်တဲ့ဝတ္တချပင်ကြီးရဲ့အနီးပဝန်းကျင်မှာတခြားပင်ငယ်လေးတွေပေါရောက်ရှင်သန်နေမရှိကြဘူးသူ့ရဲ့အမြင့်အရှိကြီးတွေကအနီးပဝန်းကျင်မြေကြီးတွေအစာတွေကိုဟောပေါလင်းလင်းစားသုံးနေရတာကြောင့်ဝတ္တချပင်ကြီးရဲ့အနီးတစ်ဝိုက်မှာတော့သူ့လောက်ကြီးမားတဲ့အပင်တပင်မှမရှိပါဘူး ဝတိချပင်ကြီးကအကိုင်းခတ်တွေဝေဝေးဆဆာနဲ့ကြီးမားဒုက္ခရင်တွန်းလာကြောင်းသူဟာဒီမြကန်းဘေးရတော်ထဲမှာတော့ဘယ်သူမှမဖြိုလဲနိုင်တဲ့သစ်ပင်ကြီးတစ်ပင်ဖြစ်တယ်ဆိုပြီးခေါ်ယူနေပါတော့တယ်သူရှိရခမ်းပါရဲ့ရေစက်မှာတော့ကျူပင်ငယ်လေးတွေစီပေါရောက်နေကြတယ်ကျူပင်နေရာမြက်ပင်တွေလိုသေးငယ်လုံးနဲ့ပင်စီရှိတာကြောင့်အလွယ်တကူချုံယူလို့ရတဲ့ပင်ငယ်လေးတွေဖြစ်တယ် ဒီတိုက်တဲ့အခါကျူပင်နေရလီလန်းကြောင့်တိုင်းရင်ထူနေကြကြရဲ။ဝတ္တချာပင်ကြီးဟာခိုင်ကန့်တမ်းမာရဲ့ပင်စီနဲ့တိုက်ကိုင်းနေရှိတဲ့အတွက်လီတိုက်ရင် တုတ်တုတ်မှမလုပ်အောင်ရက်နေနိုင်တော့မို့ကျူပင်နေရင်ထူနေတာကိုကြည့်ပြီးလောင်ပြောင်လေးရှိရဲ။ဒီနေ့မှာတော့သူတို့ရှိတဲ့တောအုပ်တွေကိုပင်တွေဘက်ကဟာရီကိန်းမုန်တိုင်းကြီးတစ်ခုကတဖြည်းဖြည်းနဲ့ရွေ့လျားလာတယ်။ ုံတိုင်းရောက်မြစ်ထဲအရည်ကြီးကလိုင်းထလှူရှားလာပြီးတော့ဒီရည်နဲ့တဝောဝောနဲ့တိုက်ခတ်လာခဲ့တယ်။ကျူပင်တွေကလေတိုက်တဲ့ဘက်ကအားလုံးလိုက်တင်ရင်လိုက်ကြတယ်။မတိချပင်ကတော့လေမြင့်တိုက်ခတ်တာကိုလုံးဝမမှုဘဲကျဉ်းကျခံရနေခဲ့တယ်။မတိချပင်ကဟိတ်ကောင်းနေလေလေးနေနေတိုက်တိုင်းနဲ့မင်းတို့ရိမ့်ໃຫရင်နေကြရပြီလားကွာ။ ဟာဟာဟာဆိုပြီးတော့ကျူပင်တွေကိုလောင်ပြောင်ပြောဆိုလိုက်တယ်ကျူပင်တွေကလည်းဘာမှပြန်မပြောနိုင်ဘူးလေတိုက်တဲ့အတိုင်းလှုပ်ရှားနေကြရတယ်လေကြီးကကျန်းတထက်ကျန်းလာပြီးတော့ဟာရီကိန်းမုန်တိုင်းကြီးကသူတို့ရှိရတဲ့တဖြည်းဖြည်းနီးကပ်လာတော့တယ်။လေကြီးပူပူကျန်းလာတဲ့အတွက်ဝတ္တချဘီရဲ့အကိုင်းခဲတချို့ကမခံနိုင်ဘူး။ပြန်ပြတ်ထွက်ကုန်ကြတယ်။ တခြားမင်းကြီးကလေမုန်တိုင်းကိုဒေါသတကြီးနဲ့ဩမင်းငါအခက်လက်တွေကိုချိုးတယ်ဟာလားအေးငါပြင်စီကြီးကိုရွှေ့အောင်လုပ်နိုင်မလားကြည့်ကြသေးတာပေါ့လာဇမ်းမှာဆိုပြီးချိန်မုန်လိုက်တယ်ကျူပင်ကြီးကတော့လေရကျန်းလာလေသူတို့ပြင်စီကိုအစွမ်းကုန်ညှက်ကိုင်းပြီးတော့ပဲနေကြရတယ်ဝတ္တချပင်ကြီးက အဖြေဒီပူပူချမ်းလာတဲ့လေကိုရှော့မပေးပဲဆွမ်းကုန်တောင့်ခံနေခဲ့။ဘုံနိုင်ကပူပူနီးကပ်လာတဲ့အခါလေကလည်းကျန်းတဲ့ထက်ကျန်းတဲ့ထက်ချမ်းလာပြီးတော့သူရက်နေတဲ့မြေကြီးတွေပါဖွာလန်းကျဲပြီးလင်းစင်ထက်ကုန်ကြတယ်။မြေကြီးကိုကုတ်တွေထားတဲ့သူရဲ့အမြင့်တွေလည်းတဖြည်းဖြည်းကျိုးပြတ်ထွက်ကုန်တော့တယ်။နောက်ဆုံးတော့ လီအားပြင်းလွန်လာကြောင့်ဝတ္တချပင်ရဲ့အမြင့်တွေဟာမြေပေါ်ကချစ်ထွက်ကုန်ပြီးဝတ္တချပင်ရဲ့မြေပေါ်ကိုလဲပြူသွားပါတော့တယ်။အဲ့ဒီတော့မဝတ္တချပင်ရဲ့ကျူပင်တွေလိုလေတပ်ရအလိုက်တဲ့မရင်ခဲ့ပဲအတွက်နောင်တအကြီးကျယ်ရသွားပါတော့တယ်။ကျူပင်ရဲ့ခေါင်းကမှရဲဘော်တို့တွေ့ကြလား။ဝတ္တချပင်ကြီးကအာကြီးတဲ့ရန်သူကို အလိုက်တဲ့အလျှော့မပေးဘဲခေါင်းမာနေတဲ့အတွက်လူလဲသွားရပြီရန်သူကတိုက်ခိုက်လာရင်အလိုက်တဲ့နေနိုင်မှာငါတို့ရှင်သန်နိုင်လိမ့်မယ်လို့ပြောလိုက်တယ်အဲ့ဒီဖြစ်ကိုခက်လလန်ကဝတ္တရှာပိုင်းငယ်လေးကအဆအဆုံမြင်တွေ့ခဲ့ရတယ်သူကဝတ္တရှာပိုင်းကြီးရဲ့အဖြစ်ကိုသင်ခန်းစာယူနေမိပါတယ်သူကမြေကြီးပေါ်မှာကပ်ပေါက်နေတဲ့အပင်ငယ်လေးဖြစ်လို့ လေပြင်းတံကိုသိမခံလိုက်ရပါဘူးဝတိချပင်ငယ်လေးရအင်းငါလည်းဝတိချပင်လူတယောက်တည်းနေဒီလိုမုန်နိုင်တိုက်တဲ့အခါခံနိုင်မှာမဟုတ်ဘူးလို့တွေးနေမိတယ်နေ့တကြလာတာနဲ့ညဝတိချပင်လေးရတစ်ပြေးပြေးနဲ့ကြီးပြင်းလာပြီးတော့ဝတိချပင်ကြီးဖြစ်လာခဲ့တယ်သူကအနီးအနားကတခြားပင်တွေနဲ့မြည်ကြီးတဲ့အစာတွေကို လူမစားပါဘူးရဲ့အစာနဲ့နေရောင်ကြီးအညီအမျှရရကြတာကြောင့်သူနဲ့အတူအနီးနားပတ်ဝန်းကျင်မှာတခြားအပင်တွေလည်းအတူတူရှင်သန်ကြီးထွားလာကြတယ်သူ့ရဲ့ခြေရင်းမှာတော့ချုံမငယ်လေးတွေပေါက်ရောက်လာကြတယ်ဒီလိုနဲ့သူတို့ရှိရမည်ပင်ဟာချုံနယ်ပိတ်ပေါင်းနေတဲ့ပင်ကြီးငယ်တွေနဲ့တိုးမပေါက်အောင်ထူထပ်တဲ့တောအုပ်ကြီးတစ်ခုပြစ်လာပါတော့တယ်နှစ်တကြာလာတာနဲ့အမျှ သူတို့ရှိရာကိုပင်လယ်တွေကမုန်တိုင်းကြီးတွေရောက်ရောက်လာတတ်တယ်။လေရင်တိုက်တဲ့ထံကိုဒေါ်ရီယာတပင်းနေရအတူတူကစူပေါင်းခုခံကြတဲ့အတွက်လေပြင်းမုန်တိုင်းတွေကသူတို့ကိုပြိုလဲအောင်မဆန်းဆောင်နိုင်ကြပါဘူး။ကျူပင်တွေလည်းရခင်အလိုပဲလေတိုက်ရာတိုင်းရင်းရိုင်းနေလိုက်ကြပြီးရှင်သန်နေကြတယ်။ဒီလိုနေရင်းနဲ့ဒီနေ့မှာအနီးအနားတိုင်းမြေတခုကဘရင်ကြီးနဲ့ စစ်တီရဲမဲ့တွေဟာမြေခမ်းနောက်ရောက်လာကြတယ်။ဘယင်ကြီးရဲ့စစ်တပ်ကြီးဟာတောအုပ်ကြီးကိုဖျက်ပြီးရန်သူတွေနဲ့ရင်ဆိုင်နေတဲ့တပ်တွေရှိရာကိုအနည်းဆုံးဖျက်လန်းကနေစစ်ကူသွားဖို့ခြိတက်လာကြတာဖြစ်တယ်။မြေခမ်းနောက်ရောက်တော့ဘယင်ကြီးနဲ့စစ်တပ်ကြီးဟာလမ်းမရှိတော့တာကြောင့်ဆက်လက်ခြိတက်ဖို့အခက်တွေ့နေတော့တယ်။အဲဒီခါစစ်သူကြီးကဘယင်ကြီးကိုရှောက်တယ်။ရှင်မင်းကြီး ဒီတော့အုပ်ကြီးကိုဖျက်တမ်းသွားနိုင်မှရန်သူတွေစီရောက်နိုင်ပါမယ်။ဒီတော့အုပ်ကြီးကတစ်ပင်ချုပ်နယ်တွေကိုရှင်းလင်းဖို့ဆိုရင်အချိန်ကလာတော့ကြာပါလိမ့်မယ်။စစ်တီတော်တွေလည်းပြန်မှန်းကြပါလိမ့်မယ်။ကျွန်တော်မျိုးတို့ဝါဖောက်နေဖွဲ့ပြီးဒီမြေတိုင်းစုံစင်းသွားရင်ရန်သူရှိရာကိုတရက်နှစ်ရက်တွင်ရောက်နိုင်ပါလိမ့်မယ်လို့ပြောကြတယ်။ဘယ်ကြီးနည်းတဲ့သဘောတူဦးပြီး ရဲမက်တွေကိုဖောင်နေဖွဲ့သေးကဒီထဲမှာပိတ်ဆို့နေတဲ့ကျူပင်တွေကိုခုတ်ခွင်ရှင်နေသေးတယ်ရဲမက်တွေလည်းကျူပင်တွေကိုတခဏအတွင်းခုတ်ခွင်ရှင်နေလိုက်ကြပြီးဝါဖောင်နေဖွဲ့ကညအတိုင်းဆုံးစင်ကစစ်ချီသွားကြပါတော့တယ်ကိုရိုင်းတမားနဲ့ပင်စီမရှိတဲ့ကျူပင်တွေဟာဒီတခါမှာတော့ရဲမက်တွေရဲ့ခုတ်ခွင်ရှင်နေခြင်းကိုခံလိုက်ရပါတော့တယ်